ပြီးကြပြီလားဒီပုံနဲ့အမျိုးသမီးကကမ္ဘာပေါ်မှာမရှိတဲ့နိုင်ငံတစ်ခုကနေပြီးတော့ရောက်လာခဲ့ရတဲ့ဒီအမျိုးသမီးကတိုကျိုကနေပြီးတော့အမေရိကကို flight တစ်ခုစီးလာတယ် JFK လေးစိတ်မှာသူတို့ဆင်းတယ်ဆင်းတဲ့အခါမှာထုံးစံတိုင်းပေါ့နော် immigration ဖြတ်တဲ့အခါမှာသူ့ရဲ့ passport ကိုစစ်တဲ့အခါမှာသူတို့ကတာမန်ကြည့်လိုက်တော့ဒါ tourist တွေပဲပေါ့နော် passport ကိုစစ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ passport ကကမ္ဘာပေါ်မှာတော့မြေပုံကမ္ဘာမြေပုံထဲမှာတော့မရှိတဲ့နိုင်ငံ What's up guys မင်္ဂလာပါကေဘရိုရီဒီဗျူဖိုင်ကတော့များတော်တော်ကြီးလေးထုတ်ဆိုင်ပါတယ်ငါတို့မကြောက်ဘူးတဲ့ဟာလဲကြားဖို့ရမှာပါ ဆိုတော့ BO5 ထင်းမှာကတော့အခြားကဘာကတော့ထင်ရတဲ့အမျိုးသမီးတယောက်ကဒီအမေရိကနိုင်ငံကိုလမ်းမပြီးတော့ရောက်လာတဲ့ဖြစ်စဉ်လေးပါဆိုတော့ BO5 လည်းကိုအရင်ကတော့ဗားတယ်ဘလို့ဖြစ်ကြလဲဆိုတော့နောက်ထောင်ရှင်းမယ်ပြီးမှကတော့အာဝေဖန်ကြည့်ရအောင်โอเคဆို let's go so, ပြီးကြပြီလားဒီပုံနဲ့အမျိုးသမီးကကမ္ဘာပေါ်မှာမရှိတဲ့နိုင်ငံတစ်ခုကနေပြီးတော့ရောက်လာခဲ့ရတဲ့ဒီအမျိုးသမီးကတိုကျိုကနေပြီးတော့အမေရိကကို flight တစ်ခုစီးလာတယ်။ GFK ၄စိတ်မှာသူတို့ဆင်းတယ်။ဆင်းတဲ့အခါမှာ ဖုံးစံတိုင်းပေါ့နော် immigration ဖြတ်တဲ့အခါမှာသူ့ရဲ့ passport ကိုစစ်တဲ့အခါမှာသူတို့ကတာမန်ကြည့်လိုက်တော့ဒါ tourist တွေပဲပေါ့နော် passport ကိုစစ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ passport ကကမ္ဘာပေါ်မှာတော့မြေပုံကမ္ဘာမြေပုံထဲမှာတော့မရှိတဲ့နိုင်ငံ transfer ဆိုတဲ့နိုင်ငံအဲ့ဒီအချိန်မှာဒီသူ့ရဲ့ဟိုအနာမညနေနဲ့ကြောင်သွားပြီးတော့သူ့ကိုတီးတန့်ခေါ်ပြီးတော့စစ်ဆေးမိမျက်နှာတွေလုတ်တယ်ပေါ့နော်လုတ်တဲ့အခါမှာသူ့ရဲ့ဒီ passport ကိုစစ်ကြည့်တဲ့အခါမှာ အပြစ်အနာစာတစ်စက်မှမရှိဘူးလုံးဝမရှိတာလုံးဝတကယ်ကို flawless ဖြစ်နေတာဒီကောင်ကြီးကဒီ passport ကအဲ့သူ့ရဲ့ document တွေကိုစစ်ကြည့်တဲ့အခါမှာလည်းဘာမှကိုဟာကွာမရှိအောင်ကိုပြည့်စုံနေတာကွာတည်တယ်သူ့ရဲ့အားတွေအကုန်လုံးအချက်အလက်တွေကလားဟိုမှားယွင်းနေတာမဟုတ်ပဲねအမှန်ကန်နေတာပေါ့နော်အဲ့လောက်ထိ flawless ဖြစ်တဲ့ documents တွေအပြည့်ပြလာဆိုလို့ရှိရင်အဲ့လို passport တွေတခုမှတို့တခါမှတော့မမြင်ဘူးပေါ့နော်အဲ့နဲ့သူ့ကိုမေးတယ်ပေါ့နော်အဲ့ ဒီနိုင်ငံဘယ်ရလဲပေါ့နော်အဲ့လိုမျိုးပြောရခါမှာဒါ transfer လေးပေါ့မတည်ဘူးလားဘာညာလို့ပြောဒီနိုင်ငံငါတို့တခါမှမကြဘူးပေါ့သူ့ကိုပြန်ပြောတယ်ပေါ့နော်ငါတို့ဒီနိုင်ငံကိုတခါမှငါတို့မကြဘူးအဲ့ဒါမရှိဘူးလေဆိုပြီးတော့သူကပြန်ပြောကြတယ်ဒီဘက်ကနေပြောပြောတဲ့အခါမှာဒီမျိုးသမီးနဲ့လည်းတွေ့ဝေွားတယ်တွေ့ဝေွားပြီးမေးတယ်ပေါ့နော်ဒါကဘယ်ရောက်နေရလဲလို့မေးတယ်မေးတော့အမေရိကလေလို့ပြောလိုက်တဲ့အခါမှာ အမေရိကန်ဆိုတော့သူကတူတူတူလေးညှိနေတယ်ပေါ့နော်ပြောလဲပြောပြောအငါဒီနေရာကိုလာမှာမဟုတ်ဘူးပေါ့နော်ငါဒီနေရာကိုမလာလာမှာမဟုတ်ဘူးပေါ့တည်ရမလားဒါငါ့ရဲ့ကဘာမဟုတ်ဘူးဆိုပြီးသူပြောတယ် this is not my wall ပေါ့နော်တည်ရမလားအဲ့လိုမျိုးသူပြောခဲ့ရငါကဘာမဟုတ်ဘူးပေါ့တည်ရမလားသူမသိလို့ရှိရင်ပဲတခြား other dimension တခုခုတွေရောက်လာသလိုပါလို့ねအဲ့လိုပြောလိုက်တာအဲ့မျိုးသူများပြောပြီးတော့ကျတော့သူ့ကိုလည်းဘယ်မှပြေးမသွားဘူးကွာသူ့ရဲ့အချက်လက်တွေအဲ့လိုစစ်စီးနေတဲ့အချိန်မှာသူ့ကိုအဲ့အခန်းထဲမှာထားထားခဲ့ရထားထားခဲ့တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့အဲ့ဒီအမျိုးသမီးကပြက်ကွယ်သွားတယ်တဲ့ဒီလားပြက်ကွယ်သွားတာလို့ရုပ်ရှင်တွေထဲမှာလို့ flick ဖြစ်ပြီးတော့ဒီမလားလိုင်းနေထပြီးလို့ရုပ်ရှင်ကြည့်နေတဲ့ခါကျအရင်တော့ old tv တွေမှာဆိုလို့ရှိရင်ပါတယ်လိုင်းနေထပြီးဖတ်ဆိုပြက်သွားလေအဲ့လိုပုံစံမျိုးနဲ့သူပြောက်သွားတာကို CCTV ပြန်နေပြီးမြင်လာရတယ်ဒါပေမဲ့ဒါကအစ်စ်လားအတုလားဆိုတော့မသိဘူးဒါပေမဲ့ တော်တော်လေး viral ဖြစ်ပြီးတော့တော်တော်များပြောနေကြတယ်ပေါ့နော်အာစစ်သားစရာကောင်းတာဘာလို့အမေရိကန်မှာပဲဒီလိုထူးဆန်းတာတွေကဖြစ်နေရတာလဲပေါ့နော်ဒါပေမဲ့ဒါဒီဟုတ်လားမဟုတ်လားဆိုတော့တေချာတော့မတည်ဘူးဒါပေမဲ့ဒါလေးကတော်တော်လေး viral ဖြစ်နေတယ်အင်းဒီပြောပြတာဒါဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်ဒါပေမဲ့ပြောလို့လည်းမရဘူးခပောက်မှာကိုယ်ဒီမသိတဲ့အရာတွေဆိုတော့အများကြီးရှိရမယ်လေဟုတ်တယ်မလားဆိုတော့ဆက်ပြီးစောင့်ကြည့်ကြတာပေါ့အားလုံးတတ်တာ ကဲပြဆိုတော့သူပြောတော့တဲ့နိုင်ငံအကြောင်းတော့တခါမှလည်းမကြောက်ဘူးဆိုတော့ဒါဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလို့ဆိုတော့ကိုကကိုဝေဖန်သုံးသပ်ဖို့လိုပါတယ်ဒါမဲ့ရှက်ရှိကတော့ဒါလုံးဝမဖြစ်နိုင်ဘူးလို့တိတ်ချပြောလို့မရတော့လုံးဝဒါမှန်တယ်လို့လည်းတိတ်ချပြောလို့တော့မရပါဘူးလောကကြီးကအိမ်လေးအရင်များနေတယ်ဗျာနော်အိမ်ထူတဲ့လူတွေတော်တော်များနေတယ်ဆိုတော့ဒါကမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဆိုတော့အချက်ကကျွန်တော်တို့ဒီအဲဆရာတော်နန္ဒမလာဘုဝန္တပါပါရှောက်ဆရာတော်ဟောတဲ့တရားထိတယ်မှာပါတယ်ဗျာနော်စัจ java လာအနိုင်ရဆိုတာ ာကျွန်တော်တို့ဒီကဘာကြီးပုံစံမျိုးနောက်နောက်တော့ကဘာတွေကဒီရေတွက်မရအောင်ရှိရင်လို့ပြောတယ်နော်ဒီကဘာတစ်ခုမှရှိတဲ့အာရှိသင့်တဲ့ဟာပေါ့လာတစင်းခြေတစင်းနှက်ခိုက်တရားတွေအပင်လေသမုတ်တရားတွေနောက်နိုင်ပြခုနှစ်ထအာနောက်ငရေပုံတွေအဲ့လိုတကူ ကဘာတစ်ခုမှအဲ့လိုအာရှိတင်တဲ့ဟာတွေအကုန်လုံးရှိရလို့ပြောတယ်ဗျာ။နောက်ဆိုတော့အဲ့လိုအဲ့လိုကဘာတွေဟာနောက်ထပ်ရေတွဲမရအောင်ရှိတယ်လို့ပြောတယ်ဆိုတော့အဲနောက်ကဘာတွေမှာလည်းလူသားတွေရှိတဲ့ကဘာတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့စဉ်းစားစရာရှိတာကတော့ဒီအမားကဒီဒီအမျိုးသမီးကနေပြီးတော့ဂျပန်ကိုအရင်ရောက်တာဗျာ။နောက်ဂျပန်ကနေပြီးတော့သူက flight မှားပြီးတော့မှအမေရိကကိုရောက်လာတာ။ ဆိုတော့ဒါကြီးကတော်တော်ကြီးလည်းအစင်းစားစရာလည်းကောင်းပါတယ်ဒါလုံးဝတထိချားဒါမဟုတ်ဘူးလို့လည်းပြောလို့မရသလိုဟုတ်တယ်လို့လည်းပြောဖို့ကနေနဲ့ခက်တယ်ဗျเนาะဆိုတော့ DBU 5G မြန်မာလူတွေကိုရောရဲ့အမြင်လေးကိုလည်း အာဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဗျဒါကတော့အရာကြီးလေဟောနေလို့ပြောပါတာနော်ဆိုတော့တော်ကြီးနဲ့ထူဆန်ပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့အမြင်လေးကိုတစ်ချက်လောက်ရေးပေးခဲ့ကြပါဒါလောကကြီးမှာမယုံလို့မရတဲ့အရာလည်းရှိသလိုယုံအရာယုံလို့မရတဲ့အရာလည်းရှိတယ်ဗျနော်ဆိုတော့ video file နဲ့မှာဆုံးသတ်နေပါတယ်နောက်ထပ် video file နဲ့မှာကျွန်တော်တို့ပြန်တွေ့ကြအောင်โอเค see you next video